ဒီစာကြောက်ရောဒီနေရာမှာရှိနေရဗနည်းရရှိပြီလေဘုဒ္ဓပြားဒါလားဟိုလုံခဲ့တဲ့တပတ်လောက်ကဖြစ်မယ်ချင်းနေဟိုကျွန်တော်လည်းတိအကျကြတော့မမှတ်ထားဘူးကိုချက်ကြီးရဲ့อืมอืมဟုတ်ပြီငပိတော့ဘောအားလုံးပဲကိုချက်ကြီးပြောရင်လက်မသွားကြနိုင်နော်တဘောကတော့ဒီလောက်နဲ့နေကိုလက်နေပြီဆိုတော့ဘာဟိုဘာမှမလုပ်လဲဟင်ကိုချက်ကြီးဟမ် င်းရဲမာတော်ဗုဒ္ဓတရားသူ့အိမ်မှာရှိတဲ့ကောက်ရိုးပူတွေနဲ့သူ့ဘီရဲ့လေတော်အတွက်စာချုပ်ကိုကိုယ်တိုင်လုပ်နေရပါအဲ့ဒီအချိန်မှာပဲငပိန်တို့တွေဖိုးသူ့အိမ်ကိုရောက်လာကြတယ်ဟဲ့ဗုဒ္ဓဘိုင်လုပ်နေရလေကွာပြင်းလိုက်တာကွာအော်ငပိန်တို့ပဲလာလိငါဒီမှာအဖေလေအတွက်စာချုပ်ကိုလုပ်ပေးနေရကွာဟမ်မင်းလုံးတတ်တယ်ပေါ့ဟုတ်လားဒါပေါ့ကွာလုံးတက်လို့လုပ်နေရပြီးတော့ပြီးတော့ အဲလိုပြောနေတော့ဖိုးထူးရဲ့လက်ကိုကောက်ရိုးစုစုသွားတယ်။တော်ဘောကလန့်သွားပြီးတော့ဟဲ့ဖိုးထူးဘာဖြစ်တာလဲဟာကောက်ရိုးစုစုလို့ပါကွာဘာမှဖြစ်ဘူးရဲ့အဲ့ဒီအချိန်မှာပဲဖိုးထူးလက်ကထွက်တဲ့သူကစာချုပ်ရုပ်ပေါ်ကျသွားခဲ့တယ်။ဒါအောင်မသိတဲ့ဖိုးထူးကတော့ဒဏ်ရာကိုပါးစပ်နဲ့ဆုပ်ပြီးသွေးတက်အောင်လုပ်လိုက်တယ်။ဖြစ်ရလာတဲ့ဖိုးထူးငါဆေးသွားယူပေးရမလား။ရပါတယ်မိဝါရဲ့ဒါကဖြစ်နေကြပါပါလီပါ။ ဟင်မင်းကဟိုခေါင်းတက်မှဖြစ်လေမြ мян တက်ကွာကြည့်ရတာခေါင်းပြက်ကြီးလို့ပဲဟိုမင်းကလည်းပြောတော့မှာခေါင်းကတက်မှာပါကွာခဏဆောင်ငါခေါင်းတက်ဖို့တော့ယူလိုက်အောင်မခဏကြာတော့ဖိုးတူတယောက်ရေဝုတ်ကင်ပြီးရောက်လာတယ်အိမ်မှာမျက်နှာလိုဖို့တခြားမရှိလို့ရေဝုတ်နဲ့ပဲလှုပ်တော့မယ်အဲ့လိုပြောပြီးတော့ရေဝုတ်ကိုစာကြောက်ကိုခေါင်းထဲမှာဆွတ်လိုက်တယ်ဟင်ဖိုးတူမင်းစာကြောက်ကိုပြီးပြီမလားဒါဆိုငါတို့နဲ့တူ ဖြော်ရီတောက်ကိုလိုက်ခဲ့တော့ကွာလိုက်မှာပါကွာဟိုဒါဆိုတလက်စာရင်စာကြောက်ရုပ်ကိုပါခေါ်ခဲ့လိုက်တော့မယ်လीအလုပ်တကာနေပြီးသွားလေခွင်းထဲမှာစိုက်ခဲ့လိုက်တော့မယ်အေးပြီးရောဒါဆိုလဲသွားတာပေါ့လေခွင်းစီရောက်တော့ဖိုးတူကစာကြောက်ရုပ်ကိုသူ့မှာပါတဲ့အတိုင်းနဲ့မြေကြီးထဲမှာနတ်နေအောင်စိုက်ချလိုက်တယ် ရမီမွိုင်းငါ့ကိုကောင်းပြီးတော့ဒါနဲ့မီဝိုင်းကရေအိုးကိုဖိုးထုတ်ပေးလိုက်ပြီးဖိုးထုတ်ကလည်းရေအိုးကိုစာချောက်ကိုကောင်းမှဆုပ်ပေးလိုက်တယ်။ဟင်။ဒီစာချောက်ကိုကြည့်ဆောင်ဖိုးထုတ်နဲ့မတူဘူးလားလို့။ဟမ်။တူလို့လား။ဟဲ့ဖိုးထုတ်။နေစာချောက်ကိုပြီးမှတွားရဲကြည့်စမ်းမအောင်။ဟာ။ဒါနဲ့ဖိုးထုတ်လည်းစာချောက်ကိုပြီးမှဝင်ရက်လိုက်တာဆိုတော့မီဝိုင်းကဖိုးထုတ်နဲ့စာချောက်ကိုအပြင်းပြင်းလန်လန်ရှင်းကြည့်။အေးဟာ။ ဒီလိုရှင်ကြည့်ရင်တော့တတော်အတူတယ်။ဖြောင်းနေ။မင်းတို့ရှောက်နှုတ်မနေကြနဲ့။ငါတို့ဒီနေ့ဖျော်ရည်ဆိုင်ရသွားကြအောင်မလား။သွားရမှာပါဟာနေရနေ။အဲ့လိုနေသူတို့အားလုံးဖျော်ရည်ဆိုင်ကိုထွက်သွားကြတယ်။အဲ့လိုနေတညောင်မှာတော့ဖိုးထော်နေတောင်းအောင်လို့နေအောင်လေထဲကိုဖားကောက်ထွက်လာကြတယ်။ဦးသိန်းရဲ့လေကွင်းစီမှာလှုပ်ရှားနေတဲ့အရှိန်မမေကိုတွေ့လိုက်တာဆိုတော့ဖိုးထော်ကဟဲ့အောင်တောင်း ုဟာဦးသိန်းလေဝင်မလားမဲ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 နေဟာဘာရည်ကြီးလဲဟာဖိုးတော်အဲ့လိုပြောလိုက်တော့ဓမီတလန်နဲ့ဖားရှာနေတောင်ကလေဦးသိန်းနေမှာဘောကွာမင်းရလေအဲ့လိုပြောနေအောင်အဲ့ဒီအရေးမဲမဲရဲ့ကောင်မှရာမီစူးလေးကိုတွေးလိုက်ရတာဆိုတော့ဖိုးတော်ဟာဟာဦးသိန်းမဟုတ်ဘူးဟာသူ့သားဟိုကောင်ဖိုးထူရင်ဟာမင်းရလေဘယ်နဲ့လို့ဖိုးထူဟာဒီချင်းနေနေရောက်နေမှာလေမဖြစ်နိုင်တာဟမ်ဒါနဲ့တောင်နေ လယ်ဝဲမက်ကိုလှမ်းကြည့်လိုက်တော့ရောင်မေစုကိုတွေ့လိုက်ရတာဆိုတော့အေးဟာဟုတ်သားနော်ငါတို့ရမှာရောင်မေစုနဲ့ဟာသူတယောက်ရှိရဆိုတော့သူပဲနေမှာပေါ့ဟာဒါမဲ့ထားလိုက်ပါသူတို့ဘွဲတွေတည်ရလာဖမ်းချတာနေမှာဟာကို့အလုပ်ကိုဆက်လုပ်ရအောင်ကွာချင်းလိုက်တယ်ကွာမြ мян ရှာပြီးမြ мян အိမ်တန်းရဆိုဒါလိုပြောတာနဲ့ပိုးတော်လည်းကြည့်မနေတော့ပဲကိုဘကိုသာဆက်ရှာနေခဲ့တော့ဒီနောက်နေ့မနေ့ရောက်တော့ ဖိုးထုအိမ်ကိုငပိန်နဲ့တုပ်ဖို့လိုနေအောင်ရောက်လာကြတယ်။ဖိုးထုရေဖိုးထုဖိုးထုဖိုးထုဟာအိမ်ထဲကနေထွက်လာတယ်။ဟာမင်းတို့နေအောင်ငါစီလာဘာကြီးစားလဲ။ငပိန်ကဖိုးထုရဲ့ပုံမှန်မဟုတ်တဲ့ပုံစံကိုကြည့်ပြီးတော့ဟဲ့ဖိုးထုမင်းကဘာဖြစ်နေရလဲ။မင်းမုံစံအာရင်မရှိတယ်လို့ပဲ။ဟိုတကယ်လည်းအာမရှိဘူးငပိန်ရဲ့။ငါအေးမွားကွာ။နောက်ပြီးတော့ပင်လဲပင်မန်းနေရ။ ပင်မနေဟုတ်လားမင်းကဘာတွေများ လုပ်နေရလို့လဲဟာညောင်ငါဆိုရိတ်အိတ်တာမှာကွာကိုနိုင်ရင်တော့ဆိုငါအိတ်ပြီငါမိတ်ချင်ရင်တော့မျက်လုံးအော်တိုမိတ်သွားတာဟိုတိုင်းမဲ့မနဲ့ရောက်ရင်ငါတကုံလုံးညောင်ညာကြိုက်ခဲ့ပြီးအေးမွားတယ်လို့ကြီးကမသိရင်လေဟိုတညလုံးပင်ပင်ပန်းပန်းအလုပ်တွေကိုလှုပ်ထားရတယ်လို့ပဲမင်းတို့ငါစီလာတာဘာကိစ္စလဲအဲ့ဒါကိုပြောလေဒီတကောင်မှာတော့တုတ်ပေါ်ကပြောလိုက်ပြီဟိုငါတို့ တပီကုန်းရှောင်းဘက်မှာဇက်ဝဲသွားကြည့်မလို့အဲ့ဒါမင်းလိုက်မလားဆိုပြီးလာခေါ်တာဟာညာ9နာရီအိပ်ပြီးမနေ့10နာရီထရတော့အေးမောရပါအောင်ဆိုဇက်ဝဲကကြည့်အောင်ပါတော်ပါပြီမင်းတို့ပဲသွားကြည့်ကြလို့ဟာမင်းကလေတရက်တလေလေးပဲကလိုက်ခဲ့စမ်းပါငါတို့အိမ်မှာလိုက်ပြီးပေါ့ဟာအဲ့ဒီကြောင့်ငါတို့ထားတဲ့ချိန်မင်းလည်းထမိသွားမှာပဲဟမ်ဟိုဇက်ဝဲမှာကမင်းမင်းသားနေမကြီးမို့မင်းကိုဒီလောက်ခေါ်နေရနော်အေးပါငါလေးကြည့်ချင်ပါလေဒါမင်းငါခန္ဓာကိုယ်ကမကြည့်နိုင်ဘူးကွာ မလိုက်တော့ပါဘူးကွာအေးပါအဲ့ဒါဆိုလည်းပြီးရောဒီလိုနဲ့ညရောက်တော့ပွဲကြည့်ပြီးပြန်လာနေတဲ့ငပိန်နဲ့တော်ပေါ်တို့နှစ်ယောက်စပိန်နေလို့လမ်းရောင်အာကိုပြီးပြန်လာခဲ့ကြတယ်ပို့သူတို့လည်းဝင်းနာကိုရောက်တော့ငပိန်ကစပိန်ကိုရှက်လိုက်တယ်ဟဲ့ငပိန်ဘာဖြစ်လို့လဲအေးတော်ပေါ်ဖို့မှာ လေဝင်းနဲ့မှပေါတူးနဲ့လဲထုံနေရဖို့ထူလာလို့ဟမ်ငပိန်အဲ့လိုပြောလိုက်တော့တူကောဟမ်ဘာမှလဲဖို့ထူငါငါကြောက်တယ်နော်ငပိန်ငါကြောက်တယ်လို့ကြောက်တော့ပေါ့ငါတို့အနီးကသွားကြည့်အောင်လားဟာမမမသွားရဲပါဘူးကွာမင်းကလေလာမကွာပြန်ရအောင်မငါငါကြောက်တယ်ကွာတူပေါ်ပုံစံကတနုံရင်နဲ့ဖြစ်နေအောင်ဆိုတော့ငပိန်လေးအေးပါအဲ့ဒါဆိုလေပြန်ကြတာပေါ့ ငပင်ရမပြန်နေသူ့ဖုန်းကိုထုတ်ပြီးတော့မြင်နေရတဲ့လေခွေးနှင်းရပုံရိပ်ကိုဗီဒီယိုရှိုင်းယူနေခဲ့တယ်။တော်ပေါ်ကတော့ကြောက်ကြောက်နေမြင်ဝင်းမတော်မကြည့်ရပဲနဲ့ဟဲ့မပြေးသေးဘူးလားပြီးရင်လည်းသွားရအောင်ကွာငါဒီမှာကြောက်လုံးလို့ချူရက်ကြအောင်မေကွာအေးပါပြီးပါပြီအဲ့နောက်တော့ငပင်လေးစပိန်ကိုလေခွေးနှင်းရှိကနေစတင်ပြီးထွက်ခွာလာခဲ့တော်တယ်မနေ့ရောက်တော့ငပိန်ကဒါမင်းလား ဟမ်ပါလေဟာဒီဗီဒီယိုတွေကမင်းလားလို့မင်းနေရဒီအောင်မေစုနဲ့တယောက်ကဟာမဟုတ်ပါဘူးငါအဲ့ဒီချိန်လေခွင်းနဲ့ဘာသာလုပ်နေရမှာလေဟာဟာဒါဆိုရင်တော့ငါထင်တာဟုတ်နေပြီထင်တယ်မင်းဟာဘာထင်လို့လဲတေချာတော့ပြောတယ်ဘူးမင်းခုတလောရွာရင်းမှာပြောနေကြတဲ့မင်းလေခွင်းနဲ့ပတ်သက်တဲ့သတင်းတွေမကြားမိဘူးလားငါသတင်းဟုတ်လားမကြားမိပါဘူးငါထင်တယ်မင်းခုလိုအေးမုံရတာတွေ နိုးလာတဲ့အခါတကူလုံးငါကြင်ကက်ခဲနေရပြီဆိုတာမင်းလေခွေးနေရဒီအရှိန်နဲ့ပတ်သက်နေလိမ့်မယ်လို့ဟုတ်တယ်ဒါသွေးရသားရောမဟုတ်တော့ကိုချက်ကြီးကိုလန့်ခေါ်ပါမယ်ဟိုနီနီနီနေပါဦးငါအေးအေးပြက်တာကိုချက်ကြီးနဲ့ဘလို့ဆိုင်သွားရလဲကိုချက်ကြီးလာမှအပြေရှာကြတာပေါ့ငပိန်လဲအဲ့လိုပြောပြီးတော့ချက်ကြီးစီကိုဖုန်းဆက်လိုက်တယ်ကိုချက်ကြီးကျွန်တော်ငပိန်မှာကျွန်တော်ပြောစရာလည်းရှိလို့ဗျအဲ့လိုနဲ့ အကြောင်းဆုံးပြောပြလိုက်တော့ချက်ကြီးဟာဟုတ်ပြီဟုတ်ပြီကိုချက်ကြီးအဲ့ဒီကိုခုပဲလာခဲ့မယ်ခဏလောက်ကြာတော့ကိုချက်ကြီးကစပင်းနဲ့ရောက်လာတယ်ကိုချက်ကြီးရောက်လာတော့ငပိန်လေးသူမင်းညားကရမ်းယူလာတဲ့ဗီဒီယိုပြလိုက်တယ်အဲ့ဒီညောင်ကိုကိုချက်ကြီးကိုတွားကြည့်အောင်ကဲဖိုတိုမင်းမှလိုက်ခဲ့ပြီးတော့ဒီလိုနဲ့သူတို့တဲ့တွေဖိုတိုကိုပါခေါ်ပြီးတော့လေဝင်းစီကိုထွက်လာခဲ့ကြတယ် လက်ခွေးနဲ့ကိုကြောင့်တော့ကိုချက်ကြီးဟာမျက်လုံးခဏမှိတ်ထားလိုက်တယ်။ဟွန်းဟုတ်ပြီဟုတ်ပြီဒီလိုနဲ့တယောက်တည်းစကားတွေပြောပြီးတော့မျက်လုံးကိုပြန်ဖွင့်နေဒီစာကြောက်ရောဒီနေရာမှာရှိနေတာဘယ်နည်းရရှိမလဲဘုသူဗျာဒါလားဟိုလုံခဲ့တဲ့တပတ်လောက်ကဖြစ်မယ်ထင်တယ်ဟိုကျွန်တော်လည်းတိအကျကြတော့မမှတ်ထားဘူးကိုချက်ကြီးရဲ့อืมอืมဟုတ်ပြီငပိတော့ပေါ့အားလုံးပဲကိုချက်ကြီးပြောရင်လက်မသွားကြနဲ့နော် တို့ဘောကတော့ဒီလောက်နဲ့ညီကိုလန့်နေပြီဆိုတော့ဘာဟိုဘာမှမလုပ်လဲဟင်ကိုချက်ကြီးဟာငပိန်ရိုက်ယူထားတဲ့ဗီဒီယိုထဲမှာညင်နေရတဲ့လူကဒီစာချက်ကိုပဲနောက်ပြီးဒီစာချက်ကိုတရားရောက်ကသူ့ရဲ့သွေးနဲ့အသက်သွင်းထားတယ်။အဲ့ဒီသွေးပိုင်ရှင်ကလည်းဒီဟာဖို့ထူးပဲ။ဗျာဘလို့ကျွန်တော်ဟဟုတ်လားနားမလည်ကိုချက်ကြီးဟာမင်းဒီစာချက်ကိုလို့တော့ဟာသွေးကြွတာဖြစ်ပြီးအဲ့ဒီသွေးကသူ့ကိုယ်ထဲကိုစိတ်ဝင်သွားပြီးတော့အသက်ဖြစ်စီခဲ့တာပဲ။ ။ဘာကြောင့်လဲဆိုတော့အိန္ဒိယမကောင်းဆိုးဝါးတွေရုပ်ဝတ္ထုတွေကိုပုတ်ကတ်တဲ့နေဖြစ်ခဲ့တာ။ဒါကြောင့်ဖိုးတူးရဲ့သူရဲ့ရုပ်ဝတ္ထုရဲ့မကောင်းဆိုးဝါးရဲ့ပုတ်ကတ်ပြီးညညဆိုဒီရုပ်ကိုအသက်ဝင်စီခဲ့တာပဲ။ဒါမျိုးကတော်တော်ကြီးကိုဖြစ်ခဲ့ပါတယ်။အဲ့ဒီရဲ့ချင်းမရှိနာရှိရဲ့ငပိန်ကဒါဆိုဖိုးတူးအရင်မွားတာကရောကိုချက်ကြီးအဲ့ဒါဘာလဲဗျ။အင်းဟုတ်တယ်။အဲ့ဒါဒီရုပ်မှာဖိုးတူးရဲ့သွေးပါထားတော့ညဆိုရင် အဲ့ဒီစာချုပ်ကိုကိုရဲကိုရှောက်ရှောက်နေလို့ပဲအသက်ဝင်လှူရှားနိုင်တဲ့စာချုပ်ဟုဆိုပေမဲ့အသိစိတ်မရှိရင်လဲထုံနာကိုလုံမှာမဟုတ်ဘူးအဲ့ဒီအတွက်အသိစိတ်ရှိတဲ့ဖိုးထူးရဲ့ဝိညာဉ်ကနေသူ့ခန္ဓာကိုယ်ရဲ့ဝင်ပြီးပေါင်းလိုက်တော့ဒလိုဖြစ်သွားတာပဲဒါဆိုကိုကြက်ကြီးကျွန်တော်ကိုပုံမှန်လူတိုင်းဖြစ်အောင်လုပ်ပေးပါဗျာအဲ့ဒီအတွက်တော့မပူနဲ့ဖိုးထူးကိုကြက်ကြီးစူးစမ်းပေးပါမယ်ဒလိုနဲ့ချက်ကြီးနေစာချုပ်ရှိမှမတည့်ရက်ပြီးမျက်လုံးပိတ်ထားရင်ကဂါရာကိုစရုပ်တည်အဲ့ဒီရဲ့ချင်း ဒေရီရုတ်တရက်တိုက်လာပြီးစာတန်းဟုတ်စီကနေခြောက်ချားဆရာတန်းတွေထွက်ပေါ်လာတာပါချက်ကြီးကတော့ဘလောက်ပဲလေတိုက်နေပါစီကာနာရုတ်တောင်အပြက်မခံနဲ့ဇက်တိုက်ရုတ်နေခဲ့တော့ခဏကြာကြာရုတ်ပြီးသွားတော့ချက်ကြီးကပြပြက်တာအောင်မြင်ပြီဖို့သူသွေးဆက်လည်းပြတ်သွားပြီဒီနေ့ညစာလို့မင်းအေးဝါဝါအိပ်ရမီလို့သာမှတ်လိုက်ပြီးတော့ဟုတ်ကဲ့ပါကိုချက်ကြီးကျေးဇူးများကြီးတင်ပါတယ်ဗျာကျွန်တော်အခွဲကိုအမြဲကူညီဆောက်ရှောက်ပေးလို့ကျွန်တော်ကြောက်ပါရစေအေးပါကွာ တာဒုတာဒုတာဒုကိုချက်ကြီးကိုအားလုံးကတော့ပြီးနောက်တော့ပို့သူဟာကဲဒီနေ့တော့ရွာတိကရေဖို့ဆိုင်မှာအကြုံဝဲကြွေးမဟိအားလုံး free နော်ရှင်းပျော်တယ်ပျော်တယ်သွားမယ်စားမယ်ဝါမယ်ဟိအဲ့လိုနဲ့စာကြောရရှိရဲ့နေရာကနေထွက်လာခဲ့ကြတယ်